အလုံးမဲမင်္ဂလာပါအခုစပြီးတော့ဒီဖက်နယ်လေးစပြီးတော့ထိုးတာတင်ပြီးတော့မယ်နော်ဖက်နယ်တေးစထိုးပါတော့မယ်ရှေ့ကအခြေခံအချက်လက်တွေပိုင်နိုင်ပြီဆိုရင်ဖက်နယ်ထိုးတော့မယ်နော်ဟိုဒီဖက်နယ်ကလေးထိုးဖို့အတွက်ကိုဖက်နယ်အောက်ခံပြလို့မယ်ရှေ့မှာပြောခဲ့တယ်လို့ပဲအ255မီလီလို့မယ်နိုင်နွန်ချီလို့မယ်ပြီးတော့ပြစ်လို့ရှိရင် ချီညက်ဖက်နှက်ထိုးတာဖြစ်တဲ့အတွက်ချီညက်ဖက်နှက်တွေမှာကြာရင်ဒီလိုပိုက်ကလေးတွေလိုတယ်เนาะအဲ့ဒါလေးတွေကလက်စစ်ပစ္စည်းဆိုင်တွေမှာလည်းဝယ်လို့ရတတ်ပါတယ်ပိုက်ကလေးတွေလိုမယ်ဒီမှာပိုက်ခံထားတယ်เนาะသူကဖက်နှက်တွေစီးတဲ့ခါစီးလို့ပါအောင်လို့အဲ့တော့ဖက်နှက်စပြီးထိုးမယ်ဖက်နှက်စပြီးထိုးတော့မယ်ဆိုတော့အခုဒီမှာရှေးမှာတင်ထားတဲ့ခြေကင်နီးနဲ့ကင်မယ်ဖက်နှက်ထိုးဖို့အတွက်ကိုလေ ကြိုက်တဲ့နေရာနေစပြီးထိုးလို့ရတယ်နော်။အောက်ကပဲဆဆအပေါ်ပဲဆဆကိုအားတန်တဲ့နေရာနေစပြီးတော့ထိုးပါ။အပေါက်ထဲကိုထည့်လိုက်တယ်။ခြေကိုအကောင်းလေးနဲ့ချိတ်ပြီးတော့လှမ်းယူ။အပေါက်ထဲကနေပြန်ပြီးတော့ဆွတ်ထုတ်။ဆွတ်ထုတ်ပြီးသွားရင်ခုဒီမှာကျိုးထွက်လာပြီနော်။ဒီကျိုးကိုခြီးလိုက်မယ်။ဒီကျိုးလေးကိုခုဒီမှာခြီး။တစ်ချက်နှစ်ချက်လောက်ခြီးမယ်နော်။နောက်တစ်ချက်တစ်ခါထပ်ခြီးမယ်။နှစ်ချက်ခြီးမယ်။ မချက်ချိမယ်ချီပြီးတော့ပြီဆိုလို့ရှိရင်ခုဒီခွင်းခုနကအဲ့ဒီခွင်းလေးတွေအကုတ်ထိုးထည့်မယ်အကုတ်ထိုးထည့်လိုက်ပြီနော်ဒီတင်းလေးချီချီပြီးအကုတ်ထိုးထည့်ထိုးထည့်ပြီးတော့ပြီဆိုလို့ရှိရင်ဒီချေတို့တင်ထားတဲ့ချီကိုင်းနီးနဲ့ကိုင်းမလက်မဒီနိုင်လုံချီရနည်းနည်း short ထွက်တယ်အဲ့တော့တင်းနေအောင်လက်မဒီလိုရှင်းထားလို့ရတယ်နော်ပြီးွားရင်ဒီကနေမှဖူမီလေးတစ်ချက်အရင်နှိုင်းယူမယ် ဝင်တဲ့ချက်နှိုင်းရင်ယူပြီးသွားရင်တိုင်ပွားတွေထိုးမှာအပေါက်တိုင်းအပေါက်တိုင်းမှာတိုင်ပွားထိုးတာရှေ့မှာတင်ထားတယ်တိုင်ပွားသည်တပေါက်ထဲမှာနှစ်တိုင်ထိုးရမှာနော်အခုဒီမှာအပေါက်သေးကိုထည့်မယ်ရှေ့မှာတီချက်တင်ထားတာတော့ဖုန်မီအပေါက်သေးကိုထိုးထည့်ရတာအခုဒီမှာဖက်နှက်မှာကြတော့ဒီဖက်နှက်အပေါက်သေးကိုထိုးထည့်မှာနော်ထည့်လှမ်းယူမယ်ဆွဲတင်ပါလာပြီနှစ်ကြိုးနှစ်ကြိုးစလုံးကိုရင်မယ်ချိန်မယ်ဆွဲထုတ်မယ် တတိုင်းပဲရှိသေးတယ်။တိုင်ပွားသည်တပောက်ထဲမှာနှစ်တိုင်ထိုးရမယ်လို့ပြောထားတယ်နော်။အဲ့ဒီတော့ဒီအပောက်ထဲမှာပဲထပ်ပြီးထိုးထည့်မယ်။နောက်တစ်ပောက်ကိုမသွားဘူး။ဒီပောက်ထဲမှာပဲထပ်ထိုးမယ်။ချီကိုနှမ်းယူမယ်။ဆွဲတင်မယ်နှစ်ကျိုး။နှစ်ကျိုးစလုံးကိုရင့်မယ်ချိန်မယ်ဆွဲထိုးမယ်။အဲ့ဆိုဒီတပောက်ပြီးသွားပြီ။နောက်တစ်ပောက်မှာလည်းအဲ့လိုပဲ။တပောက်ကိုနှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းစီတပတ်အပြည့်ထိုးရမှာ။အဲ့တော့အနောက်မှာချီအစလေးရှိတယ်။ဒီချီအစကိုကြတော့ထိုးရင်းနဲ့တစ်ခါတည်းထည့်တူသွားမှာဒီချီကဟိုဒီမှာနောက်တစ်ပောက်ကိုထိုးမယ်နော်။အပောက်ထည့်ထည့်တဲ့အခါမှာလीဒီအနောက်ကကျိုးอ่ะအဲ့ရဲ့အပေါ်မှာဖြစ်နေရမယ်။ ဒါဆိုထိုးတဲ့အခါထက်တုတ်တက်ထက်ပါသွားလိမ့်မယ်ဒီကအဲ့ရအောင်မှဆိုသူပါမှာမဟုတ်အနောက်မှာတန်းလိုင်းကြပြီးကျင်ရင်းနေမယ်နော်အဲ့ရအပေါ်မှာဖြစ်နေရမှာအဲ့လိုမျိုးထဲနှမ်းယူဆက်တင်မယ်နှစ်ကျိုးရေးပြီးတော့ထုတ်မယ်နောက်တစ်ချက်ထပ်ထုတ်မယ်ဒီဘက်မှာနှစ်တိုင်းပြီးနောက်တစ်ဘက်ထုတ်မယ်တစ်တိုင်းဒီဘက်မှာပဲထပ်ပြီးတော့ထုတ်မယ်နှစ်တိုင်း ထက်တထာငတာပြီးွားပြီဆိုရင်နောက်တစ်ပတ်တစ်ခါထပ်ပြီးတော့သွားမယ်တထာဒီပါမှာပဲနောက်တစ်တိုင်းထပ်ထိုးမယ်နော်တစ်ပတ်ကိုနှစ်တိုင်းဟုတ်ကဲ့အနောက်မှာကြည့်လိုက် ခြေလေးထည့်သိမ်းတာနဲ့ဒီမှာကြံသေးတယ်ထိုးရင်းနဲ့ဒီနားလိုက်ရိုက်တော့ခြေကပြောက်သွားမှာเนาะအဲ့တိုင်းထိုးသွားမှာထိုးရင်းနဲ့အနောက်မှာအစားပြောက်သွားပြီအာဒီတိုင်းမဲ့ တစ်ပေါက်နှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းနဲ့ဒီအပေါက်ရောက်တဲ့ထိထိုးခဲ့ပေးမယ်နော်ဟိုဒီမှာဒီချေချိုးပြီးသားရှိတယ်နော်ဒါကြောင့်အကြိုက်စောင့်နေရရင်ဗီဒီယိုတွေအရှိဖြစ်နေဖုန်းမှုတွေကုန်နေမှာဆိုလို့နော်အစင်လေးလုတ်ပေးထားတယ်ကဲတပေါက်တစ်တိုင်းနဲ့တပေါက်နှစ်တိုင်းစီနဲ့ထိုးလာတဲ့တိုင်ပွားလေးနောက်ဆုံးပေါက်ထိရောက်သွားပြီဒီထိရောက်သွားပြီဆိုလို့ရှိရင်လေအခုဒီမှာသူ့ကို ချီကိုဖြတ်မယ်။နောက်ဆုံးပေါ်ရောက်သွားပြီဆိုရင်ချီကိုဖြတ်မယ်နော်။ချီကိုနည်းနည်းလားမတူလားချင်ပြီးတော့ဖြတ်လိုက်။ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ခုဒီမှာဖြတ်ထားတဲ့ဒီကြိုးလေးအပေါ်ကနေနော်ဒီလိုဆွဲထုတ်လိုက်မယ်။ကြိုးအပြင်ထွက်လာပြီ။ပြင်ထွက်လာပြီဆိုတော့မှအခုဒီမှာဒီအစဖြောက်တဲ့အက်ကလေးနဲ့နာလေးကိုအနဖားလေးကိုထည့်ထည့်ပြီးသွားပြီဆိုရင်အခုဒီမှာဒီချဲတို့စခဲ့တဲ့အပေါက်ပထမဆုံးအပေါက်ကကြည့်စမ်းမိဒီမှာနှစ်ချမ်းရှိတယ် ကျဆံမီနှစ်ချမ်းပထမဦးသမီးရတဲ့ဒီဘက်အပေါက်မှာပထမဦးသမီးရကျဆံမီနှစ်ချမ်းเนาะအဲ့နှစ်ချမ်းလုံးရဲ့အောက်ကိုကျိုးထိုးတဲ့အက်ကိုထိုးထဲလိုက်မယ်ထိုးထဲထိုးထဲပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာဒီကျိုးလေးဆွဲလိုက်လို့ရှိရင်ဒီကျိုးလာတဲ့အပေါက်ဒီကျိုးလာတဲ့အပေါက်ဒီဘက်ချမ်းမှာအခုဒီမှာဒီဒီမှာเนาะဆွဲလိုက်လို့ရှိရင်ညီမတို့မှာတော့မြင်ရလိမ့်မယ်เนาะအခုဒီအပေါက်ထဲကိုလာထိုးထဲလိုက်မယ်ဒီကျဆံမီလေးကိုလာထိုးထဲလိုက်မယ် ဒါပထမဆုံးစထိုးတဲ့အပေါက်အခုဒါနောက်ဆုံးထိုးခဲ့တဲ့ဖူမီကျစ်ဆံမြေပေါက်နောက်ဆုံးထိုးခဲ့တဲ့အပေါက်ထဲကိုကျစ်ဆံမြေခက်လေတွေကိုထိုးထည့်လိုက်မှာထိုးထည့်ပြီးတော့ဆွဲချလိုက်အဲ့ဒါဆိုလို့ရှိရင်မတင်းတင်းဆွဲဆွဲလိုက်လို့ရှိရင်ဒီမှာကျစ်ဆံမြေလေးတွေပေါ်နေဒီမှာလည်းကျစ်ဆံမြေပဲလာပေါ်တယ်အားလုံးတည်လက်ရတညီတဲ့တိတ်တိတ်တက်တက်ကလေးထွက်လာတယ်တချို့တွေကဒီအစားတက်လိုက်တဲ့နေရာအဆုံးတက်တဲ့နေရာရရုပ်ဆိုးနေတယ်တိတာနေတယ်ဒီချက်တင်နန်းသူတွေလက်ရမလို့အဲ့လိုမျိုးဖြစ်နေတာနော်လှလှလေး ဘယ်နေရာမှရုပ်ဆိုးမနေဘူးအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အခုဒီချေတော့ဒီပုံနေတဲ့ဒီကျိုးဆောင်အနောက်ဘက်မှာအခုဒါလေးတွေရှိတယ်ဒီအနောက်မှာနှာပြီးတော့ကျိုးရည်ကြားတွေကိုထည့်ပြီးတော့ဖိုးသွားမယ်မာဒီအနဲ့ခက်လန်းနိုင်လေးလောက်လိုက်ပြီးတော့ဖိုးသွားမယ်ကျိုးရှိရှိချမ်းနိုင်ကိုချမ်းနာတဲ့လောက်ခန်းလန်းလန်းထိထိုးပါလို့ရတယ်เนาะ ါဆိုရင်ရပြီ။ရပြီးွားရင်ပိုတာလေးတွေဖြတ်ပလိုက်လို့ရှိရင်ရသွားပြီနော်။ကဲ။ဟာဆိုအောက်အပြားလေးပြီးွားပြီ။ပြီးွားရင်ဒီအပေါ်လေးတွေထိုးတာလေးတစ်ခါပြီးထပ်ပြီးတော့ပြပေးမယ်နော်။အလုံးမဲ့အဆင်ပြေကြပါစေရှင်။